မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့လေကောင်းနဲ့မြို့နယ်အများအပြားမှာစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးစစ်ကောင်စီရဲ့နေမီကန်စစ်အရာရှိတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေရဲ့မိဘတွေစီကနေငွေညှစ်မှုတွေအကြီးအကျယ်ဖြစ်ပွားနေပြီးငွေကျပ်10သိန်းကနေ3500အထိငွေညှစ်မှုတွေဖြစ်နေတယ်ဆိုပါတယ်အယဝရီတိုင်းကငပုတော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတပ်သားသစ်စုဆောင်းမှု PRP ခိုင်းစေမှုတွေကြောင့်ကြာကွင်းကျေးရွာအုပ်ချုပ်ရေးမှု မန်းမျိုးထုံးနိုင်ဆိုတဲ့သူဟာသူ့ကိုယ်သူကြိုးစွဲကြတတ်သေးသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့လေကောင်နဲ့မြို့နယ်အများပြားမှာစစ်မှုတမ်းကိစ္စကိုအကြောင်းပြပြီးစစ်ကောင်စီရဲ့နေမီကန်စစ်အရာရှိတွေနဲ့အုတ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေရဲ့မိဘတွေစီကနေငွေညှစ်မှုတွေအကြီးအကျယ်ဖြစ်ပွားနေပြီးငွေကျပ်၁၀သိန်းကနေ3500အထိငွေညှစ်မှုတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြော့ပါတယ်ရန်ကုန်မြို့အင်းစိန်မြို့နဲ့အရှိဂျိုကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးစောဝင်းလွင်ဆိုတဲ့သူဆိုရင်စစ်မှုထမ်းအပတ်စဉ်တစ်ခေါ်တဲ့အချိန်ကလေးကအခုအပတ်စဉ်နှစ်အထိစစ်မှုမထမ်းခြင်းနဲ့လူငယ်တွေရဲ့မိဘတွေစီကနေတဦးကငွေကျပ်3သိန်းစီလိုက်လံတောင်းရမ်းပြီးတော့သူကငွေပေးရင်6လလောက်အေးစေးနေရမယ်ဆိုပြီးငွေညှစ်ခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလေအလားတူ ရန်ကုန်မြို့လေကောင်ကငွေကြေးချမ်းသာတဲ့သူတွေအများစုရှိတယ်ဗဇွန်နောင်ဘူတထောင်ကြောက်တတာဘဘဲတဲ့မြို့နယ်တွေမှာလေမြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေအရာရှိဗိုလ်မှုတွေနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့ပြည်ပနိုင်ငံတွေမှာပညာသင်နေကြတဲ့လူငယ်တွေရဲ့မိဘတွေစီကနေစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်မဲပေါက်တယ်လို့ပြောပြီးတော့အတင်းအကျပ်ငွေညှစ်တောင်းရနေရမှာလုပ်ငန်းရှင်တို့ရဲ့သားဆိုရင်မဲပေါက်လို့ဆိုပြီးမိဘတွေကငွေကျပ်325သိန်းပေးလိုက်ရတယ်လို့လည်း ဖြစ်စဉ်ကိုသိတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကပြောထားပါတယ်လက်ရှိမှာလဲအကြံပေးစကောင်းစီဝင်တွေကစစ်မှုထမ်းအပတ်စဉ်၃အတွက်ဆိုပြီးရန်ကုန်မြို့လေကောင်ကစီးပွားရေးသမားတွေရဲ့ဒါသမီးတွေစစ်မှုမထမ်းခြင်းရင်သူတို့ကိုငွေပေးရမယ်ဆိုပြီးအကြီးကျယ်ငွေညှစ်မှုတွေဇက်တိုက်ဖြစ်ပွားနေတဲ့အပြင်ငွေကြေးချမ်းသာတဲ့သူတွေရဲ့ဒါသမီးတွေစစ်မှုမထမ်းခြင်းရင်ငွေကျပ်3900အထိဈေးနှုန်းမြင့်တင်တောင်းခံလာကြပြီလို့ရန်ကုန်မြို့လေကောင်မှနေတဲ့လုပ်ငန်းရှင်တဦးကပြောထားပါတယ်။စေကောင်စီကတော့ စင်မူတန်ကိစ္စနဲ့ပတ်သက်ပြီးငွေကြေးတောင်းရန်ဓာရီရှိရင်သူတို့ကိုတိုင်ကြားနိုင်တယ်ဆိုပြီးပြောထားပေမဲ့ငွေကြေးချမ်းသာတဲ့သူတွေကသူတို့သားသမီးတွေစစ်မှုမထမ်းရအောင်လှုပ်တာဖြစ်တဲ့အတွက်ဘယ်ကိုမှမတိုင်ရဲကြပဲကြိတ်ခံနေရတာဖြစ်တယ်လို့အဲ့ဒီလိုငွေညှစ်ခံရတဲ့အထက်မှာမွတ်စလင်တထေးတွေလည်းတော်တော်များများပါတယ်လို့ YMCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အေအဗရီတိုင်းကငပူတော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတပ်သားတွေစုဆောင်းမှု ဖိအားပေးခိုင်းစေမှုတွေကြောင့်ဂျာခွင်းကျေးရွာအုပ်ချုပ်ရေးမှုမန်းမျိုးထွန်းနိုင်ဆိုတဲ့သူဟာသူ့ကိုယ်သူကြိုးစွဲချပြီးသက်သေသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ25ရက်နေ့ကပဲငပူတော်မြို့နယ်ဂျာခွင်းကျေးရွာအုပ်ချုပ်ရေးမှုမန်းမျိုးထွန်းနိုင်ဆိုတဲ့သူဟာအကျန်းဖက်စစ်တပ်ကတပ်သားတက်စုဆောင်ဖို့ဖိအားပေးခိုင်းစေမှုတွေကြောင့်ကြောင်တောင်တောင်ဖြစ်နေရကနေသူ့ကိုယ်သူကြိုးစွဲချတက်သေးတဲ့အထိဖြစ်သွားတယ်ဆိုပါတယ်။အကျန်းဖက်စစ်တပ်ကအဲ့ဒီအုပ်ကြီးမန်းမျိုးထွန်းနိုင်ဆိုတဲ့သူကို စစ်မှုထမ်းမှုတပ်သားတစ်တွေမရမကအတင်းအကျပ်စုဆောင်းခိုင်းတဲ့အချိန်အုတ်ကြီးကလက်ရှိမြေပြင်ကအခြေအနေတွေကြားမှာဖိအားတွေအများများပြီးနောက်ဆုံးမှာတော့သူ့ကိုယ်သူအဆုံးစီရင်တဲ့အထိကိုပြစ်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲဒီနောက်အကြမ်းမစကောင်စီတပ်သားတွေကကြာကွင်းကျေးရွာတွေကိုရောက်လာပြီးပြည်သူတွေကိုစစ်ဆင်မင်းမြန်တာတွေလုတ်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းကရက်ဆောင်မြို့နယ်မှာအာဆီယက်ဆက်တပ်ဖွဲ့ကမိုင်းဆွဲဓာတ်တွေခြုံခိုတိုက်ခိုက်တာတွေကြောင့် SSPP တပ်ဖွဲ့ဝင်တဦးကြာဆုံးသွားပြီး၃ဦးဒဏ်ရာရရှိသွားတယ်လို့ SSPP ကထုတ်ပြန်လိုက်ပြီးအာဆီယက်ဆက်ကတော့ငြိမ်းချမ်းရေးမပြတ်ဘဲ SSPP နဲ့ပုံမှန်တွေ့ဆုံဆွေးနွေးနေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လအကုန်ကစပြီးအခုမေလ15 16 19 20 25ရက်နေ့တွေမှာရက်ဆောင်မြို့နယ်အတွင်း ASSS တပ်က မိုင်းဆွဲဓာတ်တွေခြုံခိုတိုက်ခိုက်တာတွေကို၆ကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း SSPP တပ်ဖွဲ့ဝင်တအူးချဆုံးသွားပြီး၃ဦးဒဏ်ရာရထားတယ်လို့လည်း SSPP ကထုတ်ပြန်ကြေညာခဲ့ပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး RSS ရဲဘော်၃ဦးကိုလွှဲပေးဖို့ SSPP ကတောင်းဆိုလိုက်ပြီးအဲ့ဒီလိုမလွှဲပေးရင်တော့ RSS တပ်တွေအနေနဲ့မိုင်းပုံဟိုပုံကားလမ်းမကြီးရဲ့တောင်ဘက်ကိုရွှေ့ပြောင်းပေးရမယ်လို့ SSPP ကတောင်းဆိုလိုက်ပါတယ်အဲ့ဒီလိုတောင်းဆိုတာကိုမလိုက်ရောရင်တော့ SSPP တပ်ဖွဲ့အနေနဲ့နယ်မြေရှင်းလင်းရေးတွေလုတ်သွားမယ်လို့တရားဝင်ထုတ်ပြန်ပြောဆိုလိုက်ပြီး အာရှစပကတော့ငញ្ញញ្ញမပြတ်ဖဲ SSPP နဲ့ပုံမှန်တွေ့ဆုံဆွေးနွေးနေတယ်လို့ဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကရင်နယ်ကြားဆောင်တက် BGN နဲ့စစ်ကောင်စီတို့ရဲ့ online ငွေလိမ်လုပ်ငန်းတွေအပြင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအပေါ်အာဆီယံလူ့အခွင့်အရေးလွှတ်တော်အမတ်များအဖွဲ့ ABHR ကအကြီးအကျယ်စိတ်ပြတ်တယ်လို့ထုတ်ပြန်လိုက်ပါတယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကမြောက်ရီမြို့နယ်အတွင်းမှာ online လိမ်လည်မှုလုပ်ငန်းတွေနိုင်ငံကရာဇဝတ်မှုတွေနဲ့ data တွင်ရာဇဝတ်ကွန်ရက်တွေမှာ စောချစ်သူဥဆောင်တဲ့ BGF တက်နဲ့စစ်ကောင်စီတို့ပူးပေါင်းပါဝင်နေတဲ့အပြင်ဒေတာတွင်းနိုင်ငံတချို့ကနိုင်ငံသားတွေပါပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar ကပြီးခဲ့တဲ့ရက်ပိုင်းကပဲထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလိုထုတ်ပြန်ခဲ့ပြီးနောက်မှာပဲ Justice for Myanmar ရဲ့ထုတ်ပြန်ထားတဲ့ Yazwei ကွန်ရက်ထဲမှာပါဝင်ပတ်သက်နေတဲ့သူတွေအလုံးကိုအကြီးအကျယ်စိတ်ပြက်မိတယ်လို့ ASEAN လူခွင့်ရေးလွှတ်တော်အမမအဖွဲ့ APHR ကမေလ22ရက်နေ့ကပဲထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒါပြင် တကယ်ကိုဆိုးရွားလွတ်နာကမြန်မာနိုင်ငံရဲ့တရားမဝင်စစ်ကောင်စီဟာဒီလိုရုပ်မာတဲ့စီးပွားရေးလုပ်ငန်းတွေကနေတဆင့်ရရှိတဲ့ရန်မုံငွေတွေနဲ့မြန်မာပြည်သူတွေအပေါ်ကျွလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေမှာအပုံးချနေတာဖြစ်တဲ့အတွက်အရှိတောင်အရှတဝန်းကအာဏာပိုင်တွေအနေနဲ့အဲ့ဒီလုပ်ငန်းတွေကိုပိတ်ဖြစ်ဖို့ခိုင်မာတဲ့အရေးယူမှုတွေလောက်ရမှာဖြစ်တယ်လို့လဲ ABHR အဖွဲ့ဝင်ဖိလစ်ပိုင်လွှတ်တော်အမတ်ကပြောသွားပါသေးတယ်ခင်ဗျတဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုကိုထိမို့ဆိုပြီး digital ငွေကြေးတွေဟွန်ဒီတွေကိုအယောင်ဝယ်လုပ်ရင်အရေးယူမယ်လို့ကြေညာလိုက်ပြန်ပြီမဲ့ဒေါ်လာတန်ဖိုးကတော့ဆက်လက်ထိုးတက်နေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့ဒေါ်လာဝယ်ရောင်းလုပ်တဲ့သူတွေကပြောပါတယ်မေလ24ရက်နေ့ကပဲအကြမ်းဖက်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေ digital ငွေကြေးတွေဖြစ်တဲ့ cryptocurrency bitcoin ltc edh pm စတာတွေကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိတဲ့အတွက်အယောင်ဝယ်လုပ်ခွင့်မပေးတယ်လို့ ဲ့ဒီလိုလုံနေတဲ့သူတွေကိုထောင်တန်းငွေတန်းနှစ်ရက်လုံးနဲ့အရေးယူပြီးဘန်းစရင်မှာပိတ်သိမ်းပစ်မယ်ဆိုပြီးတော့ပါထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီလိုစစ်ကောင်စီကမေလ24ရက်နေ့ကပဲကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မေလ25ရက်နေ့မှာတော့အမေရိကန်ဒေါ်လာကိုငွေကျပ်4100ကနေ4200အကြာအထိဈေးနှုန်းတွေဆက်လက်မြင့်တက်သွားတယ်လို့ရန်ကုန်မြို့မှာရှိတဲ့ဒေါ်လာဝယ်ရောင်းလုပ်တဲ့သူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရုံခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ